တို့တက်လာတဲ့နီးပညာနဲ့သူမျိုးနိုင်ငံအင်ချက်မြေလောကရဲ့အနာဂတ်အကြောင်းပြောပြအောင်မှာဖြစ်ပါတယ်။မိုဘိုင်းဖုန်းအသုံးပြုမှုတွေအင်တာနက်အသုံးပြုမှုပို့ပြီးတော့တိုးတက်လာတဲ့အတွက်ကြောင့်မို့အင်ချက်မြေလောကမှာရောင်းဝယ်ဖောက်ကားမှုတွေအားဆိုရင်လည်းပို့ပြီးတော့မှဒေကူမြန်ဆန်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။တင်ကိုယ်တိုင်အင်ရောင်းဝယ်ရှိလားအင်ငါဝယ်ရှိလားကျွန်တော်ဓာတ်ပုံလေးရိုက် description လေးရေးလိုက်ရုံနဲ့ Facebook လိုမျိုးလူသုံးများတဲ့ social media platform ပေါ်မှာဒေကူအယောင်းတင်နိုင်မှာဖြစ်ပါတယ်။အင်ရှာရင်လည်းအဲ့ဒီတူပါပဲကျွန်တော်တို့လူချင်းတဲ့အင်ချက်မြေမျိုးစားကိုကျွန်တော်မြို့နယ်လိုက် သက်ဆိုင်ရာ group တွေမှာဒီတစ်ခုရှာဖွေနိုင်မှာပဲဖြစ်ပါတယ်ကျူးဆောင်နေအနေနဲ့လေကျွန်တော်တို့ဒီကိုအယောင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပို့ပေးခြင်းတဲ့အခါမျိုးဆိုရင် Viber တို့ Telegram တို့လိုမျိုး application မှာလွယ်ကူကူမြန်ဆန်စွာပို့နိုင်မှာပဲဖြစ်ပါတယ်ဒါတွေကနည်းပညာတိုးတက်လာမှုနဲ့သူအင်ချက်မီလောကမှာရောင်းဝယ်ဖောက်ကားမှုတွေပုံမလွယ်ကူမြန်ဆန်လာတော့တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့လေအင်ချက်မီလောကမှာနည်းပညာရဲ့အသုံးဝင်ပုံဒီလောက်ဝယ်လာတကယ်တမ်းကျအင်ချက်မီလောကမှာထည့်သွင်းအသုံးပြုလို့ရတဲ့နည်းပညာရဲ့အများကြီးရှိပါသေးတယ်မြန်မာနိုင်ငံကနည်းပညာကိုကျွမ်းကျင်တဲ့သူတွေအရဆိုရင်လေဒီအင်ချက်မီရောင်းဝယ်ဖောက်ကားမှုပို့တော့မှအဆင်ပြေလာလို့သူတို့ website တွေ application တွေကိုအပြန်ရေးဆွဲလာကြတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးအပြန်ဆိုင်ဖန်တီးမှုတွေများလာတဲ့အတွက်ကြောင့်မြောင်းနိုင်ငံအင်ချက်မြေလောကရဲ့အနာဂတ်မှာဆိုရင်နီးပညာအသုံးပြုမှုပိုတော့မှတိုးတက်လာမှာဖြစ်တဲ့အပြင်မှာကျွန်တော်အသုံးပြုသူတွေအားဆိုရင်လည်းဒီတိုးတက်လာတဲ့နီးပညာကိုတိုက်ပြီးတော့မှ adapt လုပ်နိုင်ဖို့လိုအပ်ပါတယ်။ဆိုတော့အင်ချက်မြေလောကပေါ်နီးပညာထက်တဲ့အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့မှ comment မှာလည်းကိုယ့်ရဲ့အမြင်လေးတွေသင်ပေးထားကြပါဦး။